IS ဖွဲ့ဟာတချိန်ကနေပြည်တော်ကိုထိန်းချုပ်နိုင်ခဲ့တဲ့ဆီးရီးယားနဲ့အီရန်မှာတပ်ဖွဲ့ဝင်တွေကိုပြန်လည်ပြီးစုနေကြောင်းဆီးရီးယား၊အီရန်၊အမေရိကန်နဲ့ဥရောပရာရှိတွေအပါအဝင်သတင်းရင်း20ကျော်ကပြောကြားခဲ့တဲ့ရိုက်တာကဖော်ပြခဲ့ပါတယ်။ IS ဖွဲ့ဟာဆီးရီးယားမှာအာဆတ်အစိုးရဖွဲ့ပြုတ်ကျခဲ့ပြီးနောက်ပဋိပညာဖြစ်နေတဲ့အခြေအနေကိုအမျက်ထုတ်နိုင်ချေရှိကြောင်းအရှေ့လက်ပိုင်းကောင်းဆောင်တွေနဲ့အနောက်နိုင်ငံတွေကသတိပေးခဲ့ပါတယ်။ဒီလက်နက်ကိုင်ဖွဲ့ဟာပြစ်မှတ်တွေကိုတတ်မှတ်ခြင်း၊လက်နက်တွေနဲ့တသားတွေတွေစုဆောင်းခြင်း၊ဝါရပြန့်ကျင်လို့ပြုလုပ်နေရတဲ့သတင်းရင်းတွေကဖော်ပြခဲ့ပါတယ်။ဒီအချိန်ထိ IS ဖွဲ့ရဲ့လှုပ်ရှားမှုတွေကအကန့်အသတ်နဲ့သာရှိနေသေးကြောင်း IS ဖွဲ့ကိုနေပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ဆီးရီးယား ဲ့အီရတ်ထောက်လန်းရေးတွေကပြောကြခဲ့ပါဗျ။ PNA ဒီဇင်ဘာလကအာဆတ်အစိုးရကိုဖြုတ်ချဖို့တပုံတွေကဒမက်စကတ်မြို့တော်တွင်ခြေတက်ဝင်ရောက်လာခြင်းမှာ IS ခေါင်းဆောင်တွေကရက်ကာမြို့မှာခြေကုပ်ယူခဲ့ကြောင်းအီရတ်ကြမ်းဖက်မှုတိုက်ဖျက်ရာရှိတွေကပြောကြခဲ့ပါဗျ။ဒီနောက် IS တပ်မှုတွေကအီရတ်နိုင်ငံကိုအဖွဲ့ဝင်တွေစေလွှတ်ခဲ့ကာအီရတ်မှာတိုက်ခိုက်မှုတွေပြုလုပ်ဖို့သူတို့ရဲ့နောက်လိုက်တွေကိုညွှန်ကြားခဲ့ကြောင်းဒါပေမဲ့ဒီအဖွဲ့ဝင်တွေကဒီဇင်ဘာနေ့ကအီရတ်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်ချိန်စစ်ဆေးဂိတ်မှာဖမ်းဆီးခံခဲ့ရကြောင်းအရာရှိတွေကပြောကြားခဲ့ပါဗျ။စက်တရက်ကြာမှာအီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရမိထားတဲ့ဒီ IS ဖွဲ့ဝင်တွေဦးထံကသတင်းအချက်အလက်တွေကိုရရှိခဲ့ကြပြီး IS ဖွဲ့တိုက်ခိုက်မှုအစီအစဉ်တွေကိုလည်းဟန်တားနိုင်ခဲ့ပါတယ်။ IS ဖွဲ့ဟာ2025ခုနှစ်ပထမ9လတွင်ဆီးရီးယားနိုင်ငံမှာတိုက်ခိုက်မှု38ခုပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပြီးအခုနှစ်တွင်တိုက်ခိုက်မှု90ကျော်ရှိလာနိုင်တယ်လို့ SID ထောက်လှမ်းအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ပြည်ထက်မှာ2025ခုနှစ်ပထမ9လတွင် IS ဖွဲ့ကတိုက်ခိုက်မှု၄ကြိမ်ကိုကြေညာခဲ့ပြီးပြီးခဲ့တဲ့နှစ်ကာလအတူတွင်တိုက်ခိုက်မှု62ကြိမ်ရှိခဲ့ပါတယ်။